ဒီပွဲစဉ်အားဆိုတော့မနက်8:45မှာကံမာဖြစ်ပါတယ်ဗျာကံမဲ့ကွင်းရတော့ကျွန်တော်စတေဖန်စတေဒီယံမှာကံမာဖြစ်ပါတယ်ဒီကွင်းရတော့တော်လေးလှတာဖြစ်ပါတယ်ဗျာ US ရဲ့ကွင်းတွေကပြောမှဆိုတော့တော်တော်လေးပေါ့ဗျာအစိတ်ဝင်စားဖို့တော့တော်တော်လေးကောင်းတယ်ဒီကွင်းမှာဆိုရင်လည်းကျွန်တော်6000 3000အောင်ကျော်ပေါ့ဗျာဆန်းတဲ့ကွင်းမှာကံမာဖြစ်ပါတယ်ဗျာမနက်8:45မှာကံမာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုတော့မန်စီကိုကစတရေးကျွန်တော်130အရှုံးပေးလာတာတွေ့ရတယ်ကိုပေါင်းစေးရနှလုံး40ရှုံးဖွင့်လှစ်ထားတာတွေ့ရပါတယ်ဗျာ ဒီခြေတန်းကလည်းတော်လေးပေါ့ဗျာငြိမ်သက်တယ်ကျွန်တော်တွေ့ရတယ်အခုလက်ရှိအချိန်ထိလည်းကျွန်တော်ဒီခြေတန်းပဲဖြစ်နေတာကျွန်တော်တွေ့ရပါတယ်ဗျာဒါကတော့တော်လေးထူးထူးခြားခြားတွေ့နေရတာဖြစ်ပါတယ်စာတီခြေနဲ့မပြောင်းလဲတဲ့ခြေတန်းကိုဖွင့်လှစ်ထားတာတွေ့ရပါတယ်ဗျာဒီနေ့တည်းကကျွန်တော်ထိတဲ့တွေ့ဆုံမှုနှစ်ကြိမ်တွေ့ဆုံထားတာတွေ့ရပါတယ်ဒီကြိမ်ကတော့တော်လေးကြာပြီပေါ့2003မှာတွေ့ဆုံထားတာဖြစ်ပါတယ်ဝမ်ဝမ်နဲ့ပဲကျွန်တော်တို့တည်ကြခဲ့တာတွေ့ရတယ်နောက်တစ်ကြိမ်ကတော့2020မှာတွေ့ဆုံခဲ့တာဖြစ်ပါတယ်အဲ့ဒီဘွဲမှာဆိုတော့မက်ဆီကိုဟာ 1ဆယ်ပြားရှုံးလောက်ကျွန်တော်ပေးသွားတာတွေ့ရပါတယ်အဲ့ဒီဘက်မှာကျွန်တော်မက်ဆီကို2-1နဲ့အနိုင်ရရှိသွားတာတွေ့ရတယ်ကိုပေါင်းသေးရကျွန်တော်ကြည့်မယ်ဆိုရင်ကိုပေါင်းသေးလည်းကျွန်တော်နှလုံးရှုံးနီးနီးလောက်အထိဖြွင့်သွားတာတွေ့ရပါတယ်ဗျာဒီနေ့မှာကျွန်တော်ကမ္ဘာဆင့်18ရှိတဲ့မက်ဆီကိုကနေပြီးတော့ကမ္ဘာဆင်ကျွန်တော်58ရှိတဲ့ဆော်ဒီအာရေဗျာကိုဖွင့်လာတဲ့ဂျေးတန်းရကျွန်တော်ကြည့်မယ်ဆိုရင်တော်တော်လေးပြင်းတယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ควอเตอร์ไฟနယ်လို့ပွဲသင်းကြီးမှာမက်ဆီကိုအနေနဲ့ ဖွင့်ထားတဲ့ခြေတံတော်တော်လေးပြင်းတဲ့လူယူဆပါတယ်ဒါကကျွန်တော်တို့ဘယ်ကိုချိန်ထိုးကြည့်ရမလဲဆိုရင်ပေါ့ဗျာမက္ကဆီကိုကကျွန်တော်အုပ်စုတွေမှာကျွန်တော်ကော့စတာရီကာနဲ့တွေ့ကြတာဖြစ်ပါတယ်ကော့စတာရီကာနဲ့လည်းကျွန်တော်တို့ဂျားခွင့်မှာပဲကန်ခဲ့တာဖြစ်ပါတယ်ဗျာဒီလိုနေထားမှာကျွန်တော်မက္ကဆီကိုဟာကော့စတာရီကာကိုဝန်ငါမှုနိုင်ဖွင့်လှစ်သွားတာတွေ့ရပါတယ်ဗျာကိုပေါင်းစီအရာကျွန်တော်ကြည့်မယ်ဆိုရင်နှလုံးငါမှုရှုံးလောက်ပဲဖွင့်လှစ်သွားတာတွေ့ရတယ်ဒါကြောင့်ကျွန်တော်ဒီခြေထဲနဲ့ကျွန်တော်ချိန်မယ်ဆိုရင်တော်တော်လေးဒီခြေထဲမှာပျင်းတယ်လို့ကျွန်တော် ြောခြင်းဖြစ်ပါတယ်မက္ကဆီကိုကကော့စတာရီကာကိုဇီးဇီးပဲတည်ကံသွားတာတွေ့ရပါတယ်ဗျာဒါတော့ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့130ရှုံးဖွင့်ထားတဲ့ဂျီတန်အရာရယ်ဂိုးပေါင်းစီကျွန်တော်နှလုံး40ရှုံးဖွင့်လာတဲ့ဂျီတန်အရာကျွန်တော်ဂျီတန်ချင်းကျွန်တော်ချိန်ထိုးမယ်ဆိုရင်တော့ဒီနေ့ပွဲစဉ်ဟာဒါကတော့အဖြေတော်တော်လေးရှင်းတယ်လို့ကျွန်တော်ယူဆပါတယ်ဒီပွဲစဉ်ကကျွန်တော်တို့အောက်ထစ်ပေါ့ဗျာ 1C 2C အဲ့လိုမျိုးဖြစ်မဲ့ ပွဲစဉ်ဆိုတာတော်တော်လေးအပြည့်ရှင်းတယ်လို့ကျွန်တော်ဆိုလိုခြင်းဖြစ်ပါတယ်ဗျ။နောက်တစ်ချက်ကကျွန်တော် Saudi Arabia ဘက်ကိုကျွန်တော်ပြောရမှာဆို Saudi ဟာအုပ်စုတွေမှာ USC နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ USC ကကျွန်တော် USC ကွင်းမှာတော့မှကျွန်တော်တို့100ပြားရှုံးမယ်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်ဗျာ။ကိုပေါင်းစီရကျွန်တော်ကြည့်မယ်ဆိုရင်3လုံး90နိုင်ဖွင့်လှစ်သွားတာတွေ့ရတယ်။အဲ့ဒီပွဲစဉ်မှာ10နဲ့ပဲ USC ကအနိုင်ရရှိသွားတာတွေ့ရပါတယ်ဗျာ။ဒါကြောင့်ဒီပွဲစဉ်ပေါ့ဗျာ။အခုဂျေးတန်းနေအရာလဲချိန်ထိုးကြည့်မယ်ဆိုရင် မက္ကဆီကိုရဲ့ဖွင့်ထားတဲ့ခြေတန်းရတော်တော်လေးပြင်းတယ်လို့ကျွန်တော်ပြောအရင်ဖြစ်ပါတယ်ဗျာဒါကြောင့်နေနေပွဲစဉ်မှာကျွန်တော်မက္ကဆီကိုဘော်ဒီကိုကြိုက်ပါတယ်ဗျာဂိုးပေါင်းရတော့ကျွန်တော်တို့ဂိုးပေါင်းအော့ဂိုးပေါင်းအော့ပေါ့ဗျာဂိုးပေါင်းအော့ကတော့ကျွန်တော်မလွဲမသွေရမ်းရမယ်ပွဲစဉ်လို့ပဲကျွန်တော်ပြောပြရစီဒီပွဲစဉ်ကကျွန်တော်1 0 2 0နဲ့ပဲပွဲပြီးသွားဖို့များပါတယ်နောက်တစ်ချက်အနေနဲ့ ဒီမှာကျွန်တော်ထူးခြားတဲ့အချက်ပေါ့ထူးခြားတဲ့အချက်ဆိုတော့ဘာလဲဆိုတော့မက်ဆီကိုကကျွန်တော်ပထမပိုင်းပေါ့ဗျာဖွင့်လှစ်ထားခြေတန်းရကျွန်တော်ကြည့်မယ်ဆိုရင်တေရှုံနီနီလောက်ဖွင့်လှစ်ထားတာတွေ့ရတယ်ကိုပေါင်းစီရတော့ 1D ပေါ့ဗျာ 1D ဖွင့်လှစ်ထားတဲ့ခြေတန်းတွေအရကျွန်တော်ကြည့်မယ်ဆိုရင်ပထမပိုင်းမှာထဲကမက်ဆီကိုဟာတကူလောက်ရသွားနိုင်တယ်ပေါ့ဗျာဒါကြောင့်ကျွန်တော်ဒီနေ့ပွဲစဉ်မှာကျွန်တော်ပထမပိုင်းတကူဒီထဲပိုင်းမှာတကူအဲ့လိုမျိုးမျောလို့ရတဲ့ပုံစံမှာရှိတယ်ဒီခြေတန်းကျွန်တော်တို့ရှုံးခဲ့ရင် ျွန်တော်အစိတ်30လောက်ပဲရှုံးမှာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်မက်ဆီကိုပဲရင်းတဲ့နဲ့ပွဲစဉ်မှာဒီနေ့ကျွန်တော်နှစ်ပွဲပေါ့ဗျာပနားမားနဲ့ဟွန်ဒူရက်နဲ့နိုင်တဲ့အသင်းအားဆိုရင်ဒီမက်ဆီကိုနဲ့ဆော်ရီယာတွေပြီးတော့နိုင်တဲ့အသင်းနဲ့ကျွန်တော်ဆီမီဖိုင်နယ်မှာထပ်မှန်ပြီးတော့တွေ့ဆုံမှာဖြစ်ပါတယ်ဗျာတော်လေးတော့ကြည်ကောင်းလာမှာဖြစ်ပါတယ်ဒီနေ့နှစ်ပွဲစီကန်သွားတဲ့ပုံစံအရကြည့်မှဆိုရင်ဒီစီရူစီမှာဆိုလဲနှစ်ပွဲကန်တယ်အဲ့ဒီနှစ်ပွဲလည်းကျွန်တော် quarter final မှာတွေ့ဆုံမှာအသင်းတွေဖြစ်တာတွေ့အောင် တွေ့ရပါတယ်တော်တူပဲဒီ goal ကန်မှာလဲပေါ့ဗျာ ထမပွဲမှာကျွန်တော်ပနားမနဲ့ဟွန်ဒူရက်နိုင်တဲ့အသင်းကကျွန်တော်အခု6:45မှာကံမဲ့မက်ဆီကိုနဲ့ဆော်ရီရိုနိုင်တဲ့အသင်းနဲ့ကျွန်တော်ဆီမီဖိုင်နယ်မှာတွေ့ဆုံမှာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်မက်ဆီကိုအနေနဲ့တော်တော်လေးအုပ်စုပေါ့ဗျာအနေထားရဆိုရင်တော်တော်လေးခြောက်နာကျွန်တော်တွေ့ရပါတယ်တစ်ဖက်ကျွန်တော်ကနေဒါနဲ့ USC တို့ကလည်းတွေ့ဆုံဖို့တော်တော်လေးများနေတယ်ဆိုတော့မက်ဆီကိုအနေနဲ့ဒီတွားနေတဲ့လမ်းကြောင်းပေါ့ဗျာတော်တော်လေးဖိုင်နယ်ထိတက်မယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ဗျာ ကဲဒါကြောင့်ကျွန်တော်ဒီနေ့ပွဲမှာဆိုတော့မက်ဆီကိုဘောဒီကြိုက်တယ်ဂိုးပေါင်းအောက်ကြိုက်ပါတယ်ဗျာနှစ်ချောင်းလေးတော့တစ်ချောင်းဝင်ဖို့တော်တော်လေးများပါတယ်ဗျာကဲဒါကကျွန်တော်ဒီနေ့ပေါ့ဗျာဒီမက်ဆီကိုနဲ့ဆော်ဒီရိုပွဲစဉ်ကိုကျွန်တော်သုံးသပ်သွားတာဖြစ်ပါတယ်ကျွန်တော်ငယ်ကျွန်တော်တို့ရဲ့ကျွန်တော် channel ကိုလည်းကျွန်တော် like subscribe follow လေးလုပ်ပြီးတော့အားပေးသွားကြပါအောင်လို့ကျွန်တော်တောင်းဆိုပြရစီဗျာ subscribe လုပ်ရသေးတဲ့လူတွေလည်းဆိုရင်လည်းကျွန်တော် subscribe လေးနဲ့အားပေးသွားကြပါအောင်လို့ကျွန်တော်တောင်းဆိုပြရစီဗျာကဲကျွန်တော်ငယ်ချင်းလည်းပေါင်းပြကြပါသေးပါမြန်မာပြည်လည်း 이제 말이야.